2025ခုနှစ်အတွင်းမှာအင်အားပြင်းဆုံးမှုန်တိုင်းအတွက်အထူးသတိပေးချက်ထုတ်ပြန်တဲ့သတင်းတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။2025ခုနှစ်အတွင်းမှာဖြစ်ပေါ်ခဲ့တဲ့မှုန်တိုင်းတွေထဲမှာအင်အားအပြင်းဆုံးမှုန်တိုင်းအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့မီလစ်ဆာမှုန်တိုင်းအတွက်အထူးသတိပေးချက်ထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။မီလစ်ဆာမှုန်တိုင်းဟာဒိုမီနီကန်နဲ့ဟေတီနိုင်ငံတွေကိုဖျက်ချော်ပြီးတဲ့နောက်မှာတော့အင်အားအပြင်းဆုံးဟာရီကိန်းမှုန်တိုင်းဖြစ်တဲ့ဟာရီကိန်းအဆင့်9မှုန်တိုင်းအဆင့်ကိုရောက်ရှိခဲ့တော့တာဖြစ်ပါတယ်။အင်အားပြင်းဟာရီကိန်းမှုန်တိုင်းဖြစ်ကိုမရောက်ခင်မှာ မီလင်စာပြတ်ကျော်တိုက်ခတ်ခဲ့တာကြောင့်မလို့ဟေတီနဲ့ဒိုမီနီကန်နိုင်ငံတွေမှာတည်ဆုံတဲ့သူဦးရေကဆိုရင်၄ဦးအထိကိုရှိခဲ့တာပါမီလင်စာမုံတိုင်းဟာတနအီကို၄တိုက်နှုန်း280ကီလိုမီတာအထိရှိလာမှဖြစ်လို့အထူးသတိပေးချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်မီလင်စာမုံတိုင်းဟာဆိုရင်ဂျာမီကာနိုင်ငံကိုဒီကနေ့မနက်စောပိုင်းကတည်းကဖြတ်ကျော်ဝင်ရောက်နေပြီးမုံတိုင်းလမ်းကြောပေါ်မှာရှိတဲ့သူတွေကိုတော့ဘေးလွတ်ရာစီကိုရွှေ့ပြောင်းပေးထားတယ်လို့လည်းသိထားရပါတယ်ခင်ဗျာ thank you